ဟယ်လိုအားလုံးဝမင်္ဂလာပါဓမ္မမိုင်းပိုင် HK channel လေးကနေပြီးတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့ဇီယာလင်းအောင်ကြီးရဲ့ငါးထွက်ငါရှိတယ်ဆိုတဲ့စာအုပ်လေးတွေကစိတ်များကိုလှုပ်ပေးမယ်ဆိုတဲ့ကောင်းစဉ်လေးအောက်ကအကြောင်းအရာလေးတွေကိုမျှဝေဖော်ပြပေးသွားမှာပါရယ်ဒါကြောင့်မလို့စိတ်ဝင်စားရည်ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိနားသင်ပေးပြီး channel လေးကို subscribe လုပ်ပေးခဲ့ကြပါအောင်နော် so let's start this video ကောင်းစဉ်လေးရဲ့အစမှာတော့အစာတူလေးနဲ့စတင်ထားပါရယ် ခီးသွားခြင်းကစိတ်ကိုလန်းဆန်းစေပါတယ်။ပတ်ဝန်းကျင်အသည့်မြင်ကွင်းအသည့်တွေကမနေကြရိုးရိနေတဲ့လုပ်ငန်းခွင်တွေအိန္ဒိယတွေကစိတ်ဖိအားတွေကိုရှော့ချပေးနိုင်ပါတယ်။ခေါင်းစဉ်လေးကိုစားလိုက်ကြရအောင်။စိတ်များကိုလွတ်ပေးမယ်။ဘယ်နေရာကိုပြေးထွက်လိုက်ရမလဲ။ဘသူစီကိုပြေးသွားလိုက်ရမလဲ။ဘာဖိအားတွန်းအားမှမရှိပဲစားကျင်တာစား။သွားကျင်တဲ့နေရာကိုသာထွက်သွားကျင်တော့တယ်ဆိုပြီးကျွန်တော်တို့ညှိတွားကြကြပါရဲ့။ ကျွန်တော်တို့စိတ်တွေကြောင်ပိတ်မိနေပြီလို့ထင်ရတဲ့ကာလပေါ့တကယ်လည်းမွန်းကျန်နေခဲ့တဲ့ကာလတွေပေါ့တခါတလေတော့ကျွန်တော်တို့မှာတိတ်ကုန်မွန်းကျရတဲ့ကာလတွေရှိပါတယ်အလုတ်တွေကပြီးစိတ်ညစ်စရာတွေကပုံဝိနာတွေကစုံနေကာလတွေပေါ့နှစ်ကုန်ပတ်ကြပိတ်ခန်းဤဆိုဝိနန်းတွေအလုတ်သမားတွေအားလုံးဒီပါနှစ်ဆပင်ပန်းကြရပါတယ်မနိုင်မနေအလုတ်တွေနဲ့အိမ်မှုကိစ္စတွေကြာခေါင်းနောင်မပေါ်နိုင်ပါဘူး အလုတ်သမားမဟုတ်တဲ့ကျောင်းသားကျောင်းသူတွေဆိုလေဆာမွေးပွဲတွေကြစာရီကြမှာလုံးဝပတ်ချလိုက်နေတော့ပါပါပဲအိမ်အလုတ်ပဲလုကြတဲ့သူတွေဆိုလေနိစ္စတူကအိမ်အလုတ်တွေကြညှိစီနေတာပါပဲကျွန်တော်တို့တွေမလုပ်ကြမလဲအဲဒီစိတ်ညစ်ညူးမှုတွေဖီးရားတွေညံ့မြောင်လာတဲ့အလုတ်တွေကြတဲ့ကနေတခါတခါတော့ကိုလိုယုံပြီးထပ်ပြေးကျင်တော့တာပဲမဟုတ်လားကျွန်တော်တို့တွေအဲ့ဒါကိုရင်ဆိုင်ပြင်ရှင်းကြရအောင် ဘလို့ရင်ဆိုင်ဖြစ်ရှင်းကြမလဲစိန်ငကက်ပန်ရတာတဲ့ခီးထွက်ရတာကိုပုံမြင်လို့တယ်လို့မြန်မာစာရေးဆရာမဆရာမခင်လေးယူကဆိုထားပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ရဲ့စိတ်ညင်မှုတွေဖိအားတွေကိုခီးထွက်ခြင်းနဲ့တေကျော်ပြကြရအောင်ပါအလုပ်တွေဆောင်ဝေးဝဲတွေညံ့ညောင်းတဲ့နေစာတူဝအလုပ်တွေတစ်ဖက်လောက်ပြီးတာနဲ့ကျွန်တော်တို့စိတ်တွေကိုလှုပ်ပေးလိုက်ကြရအောင် ဘယ်စီကိုလဲဆိုတော့တောင်တန်းစိမ့်စိမ့်တွေပင်လယ်ပြင်တွေအင်းမြလက်ဆက်တဲ့လီယူရှိရာစီကိုပေါ့အမျိုးဆူကြီးရှိရာစီကိုပေါ့ရှိသမျှအရာတွေကိုခဏမေးပြပြစ်ချပြီးကြောပွေးတလုံးဒါမှမဟုတ်ခီးဆောင်အေးတလုံးနဲ့ခီးရွေထကြရအောင်ကျွန်တော်ကတော့ဆ iam မခင်နေပြောတယ်လို့စိမ့်ရွှေတွေဝယ်ရတာအတွက်ခီးတွားရတာကိုပုံမမောပါရယ် ဓာတ်စီဝင်ငွေတွေက15ရာခိုင်နှုန်းကိုခီးသွားဖို့အတွက်ကျွန်တော်အမြင်စုဆောင်းထားလေးရှိပါတယ်။အဲ့ဒီအတွက်နေ့စဉ်နေ့တိုင်းအလုပ်တွေဘဝအမောတွေကြားထဲကနေပြေးထွက်ပြီးခီးတွေသွားဖြစ်ပါတယ်။ခီးသွားခြင်းကဘာအကျိုးကျေးဇူးတွေရနိုင်တယ်လဲ။ခီးသွားခြင်းကကျွန်တော်တို့စိတ်ကိုလက်ဆက်လန်းဆန်းစေပါတယ်။ ပတ်ဝန်းကျင်အတွင်းမြင်ကွင်းအသစ်တွေကကျွန်တော်တို့ရဲ့မြင်ကြရိုးရီနေတဲ့လုပ်ငန်းခွင်တွေအိန္ဒိယတွေကစိတ်ပြရာတွေကြောချပေးနိုင်ပါတယ်။ပတ်ဝန်းကျင်အသစ်ကလူတွေနဲ့အစားအစာတွေကကျွန်တော်တို့ရဲ့အစိတ်မလန်းဆန်းမှုတွေ၊ဖီးယားတွေကိုရေမောပျော်ရွှင်စေခြင်းစိတ်ကျဉ်းနှံမှုတစုံတရာရရှိစေခြင်းဖြင့်ပြောင်းလဲပေးနိုင်ပါတယ်။ရရှိတဲ့ဒေသန္တရဘုဒ္ဓရာတွင်ပတ်ဝန်းကျင်အတိတ်ကကျွန်တော်တို့ကိုစိတ်ချမ်းသာမှုတွေပေးပါတယ်။ တယောက်တည်းခီးထွက်တဲ့အခါလွတ်လပ်ပျော်ရွှင်ခြင်းအရာသာနဲ့စိတ်ချမ်းမြေခြင်းကိုရရှိစေပါတယ်။တငယ်ချင်းတွေမိသားစုတွေနဲ့ခီးထွက်ခြင်းကပျော်ရွှင်ခြင်းလို့ဆိုရကောင်းပြီးချစ်ခင်ရင်းနှီးမှုကိုပို့တိုးစေပါတယ်။ကိုဝင်ဝင်နဲ့ငွေအများကြီးမသုံးနိုင်ရင်လေကိုအမျိုးအစုတွေတငယ်ချင်းတွေရှိရာကြီးလက်ဒေတာကလေးတွေကိုခီးထွက်နိုင်ပါတယ် ြင်းပြလက်ဆက်တဲ့အရာတွေရှိတဲ့ကြီးလက်တွေသားတွေဟာကျွန်တော်တို့စိတ်ကိုတွက်လက်ပေါ်ပါစေပြီးလန်းဆန်းစေပါတယ်။ကိုနီးနာမှာရှိပြီးကိုမရောက်ဘူးတဲ့ငွေကြီးအကုန်အကျောင်းတက်တာရဲ့နေရာလေးတွေကိုလည်းခီးထွက်နိုင်ပါတယ်။နေချင်းပြန်ခီးတူကလေးတွေပေါ့။ခီးထွက်ခြင်းကဘဝကိုကျန်းမာပျော်ရွှင်စေမဲ့အဖော်မှုကောင်းပါပဲ။အဲဒါကြောင့်ကျွန်တော်တို့ရဲ့ပိတ်လောင်နေတဲ့စိတ်တွေမွန်းကျက်နေတဲ့စိတ်တွေကိုလွတ်မြောက်ခွင့်ပေးဖို့ခီးယူဆက်ကြရပါမယ်။ ပိတ်လောင်နေတဲ့မွန်းကျက်မှုတွေကြားကယုံထွက်ပြီးစိတ်ကိုလက်ဆက်ပေါ်ပါစေဖို့ကြိုးတွဲကြရပါမယ်။ချစ်ခင်ပျော်ရှင်ခြင်းနဲ့လူလက်တဲ့အရာဓာတွေကိုခံစားဖို့ခီးထွက်ကြရပါမယ်။အသက်ရှိရှိနေရင်လည်းဆိုရင်တော့အားလုံးကိုလွတ်ချပြီးကျွန်တော်တို့စိတ်လွတ်လပ်မှုအပြင်နဲ့အနည်းဆုံးတစ်နှစ်တစ်ခါတော့ခီးယူထွက်ကြရအောင်။ဝန်ကျမှုတွေကိုခွာချလမ်းဆန်းမှုတွေကိုတည်လာကြဖို့ခီးထွက်ကြမယ်။ ပိတ်လောင်မှုတွေကိုပြင်သိပျော်ခြင်းတွေကိုရွယ်လွင်ကိုခီးထွက်ကြမယ်။ဝမ်းနည်းမှုတွေကိုထုတ်လမ်းဆန်းမှုတွေကိုထုတ်ဖို့ခီးထွက်ကြမယ်။ပြူလဲခြင်းတွေကိုလွှင့်သိတဲ့လူတဲ့ငါဆွင့်ဖို့ခီးထွက်ကြမယ်။ခီးထွက်ခြင်းကဘဝကိုခွန်အားတစ်တွေပေးချောင်းတည်ဖို့ခီးထွက်ကြမယ်။ ပရိသတ်ကြီးတို့ရေဒီနေ့မှာတော့ဆရာလင်းအောင်ခင်ရဲ့ငါးတွက်ငါးရှိရဲဆိုတဲ့စာအုပ်လေးတွေကစိတ်များကိုလှုပ်ပေးမယ်ဆိုတဲ့ကောင်းစဉ်လေးအောက်ကအကြောင်းအရာလေးတွေကိုမျှဝေဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းဆရာလင်းအောင်ရဲ့ငါးတွက်ငါးရှိရဲဆိုတဲ့စာအုပ်လေးတွေ ်စောက်လေးတွေကိုစီးလေးတွေခွဲပြီးတင်ဆက်ပေးမှာဖြစ်တဲ့အတွက်စိတ်ဝင်စားရဲဆိုရင်တော့ channel လေးကို subscribe လုပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်ကြီးတို့လည်းတနေ့တောင်ကြောဖြတ်တဲ့အခါအခန့်ခဲတွေစိတ်ဖိစီးမှုတွေစိတ်ပင်ပန်းမှုတွေနဲ့ကြုံတွေ့ရတတ်တယ်မဟုတ်လားအဲ့လိုကြုံတွေ့ရတဲ့အခါခီးသွားခြင်းနဲ့စိတ်တွေကိုလှပေးပြီးဘွားရဲ့ပျော်ရွှင်မှုတွေကိုဒါရောက်ပိုင်ဆိုင်နေမှာဒီလိုမြင်တာပြီးရင်နောက်ပြီးတော့ဒီကူမှာဆက်လက်ဆုံးတွေ့ကြမယ်เนาะအားလုံးပဲဘိုင်ဘိုင်ပါ